ားချမ်းမာရေးနဲ့နှလုံးချမ်းမာရေးကဘလို့ဆက်ဆက်နေရလဲဆိုတော့တခါမှမတွေ့ဘူးเนาะဒီ podcast လေးမှာကကြတော့နှလုံးချမ်းမာရေးရေအရေးပြချမ်းမာရေးလဲကိုဒါတော်တို့ဆက်ဆက်ကြည့်ပြီးတော့ပြောအောင်မင်္ဂလာပါဆရာမဒေါက်တာယူရီပါအရေးပြချမ်းမရေးနဲ့အလှပကြောင်ကို knowledge sharing မြန်လုပ်ပေးနေတဲ့အလှပရေးရာဆရာဝန်လည်းဖြစ်တယ်လို့အမျိုးသမီးချမ်းမရေးတွေကိုဘူတူတာမျှဝေပေးနေတဲ့ဆရာဝန်လည်းဖြစ်ပါတယ် ဒီနေ့ podcast လေးမှာတော့အရန်ကိုကိုစိတ်ဝင်စားစရာကောင်းတယ်အရေးပြားကြမ်းမရင်းနဲ့ဒီနှလုံးကြမ်းမရင်းဘလို့ဆက်ဆက်နေလဲဆိုတဲ့အကြောင်းလေးကိုဆွဲထုတ်ထားတာဖြစ်ပါတယ်ဒါတော့တခါမှမစင်စားဘူးနော်အများတန်းအရေးပြားလာကျင်တယ်အရေးပြားလေး glow ကျင်တယ်ဘာတွေလုပ်ရမလဲဆိုပြီးတော့ဒါ anti aging product တွေဘာတွေဒါအများကြီးလိုက်ထိုးအမျိုးမျိုးတွေ supplement တွေတောက်ဒါပေမဲ့ဒါတို့ရဲ့နှလုံးကျန်းမာရေးကပင်မအနေနဲ့ဆက်ဆက်နေတယ်ဆိုတော့တခါမှကိုမတွေးဘူးနော် ဆိုတော့ဘလိုလေးတွေဆက်ဆက်လဲဒါတော့တချိန်ပြေးပြောပြပေးမယ်ဆိုတော့ဒေါက်တာတို့ရဲ့ဒီအရေးပြားဆိုတာကကြတော့ခနာကောမှာအကြီးဆုံးအကျယ်ပြန့်ဆုံး large organ ဖြစ်တယ်။ဘယ်လောက်ထိတောင်မှကျယ်ပြန့်လဲဆိုရင် ရှီသမျာကလီစာအကုန်လုံးဒီဒီအရေးပြားနဲ့အကုန်လုံးဆက်ဆက်နေရဖြစ်တယ်။ sensory nerve ပဲဖြစ်ဖြစ် motor nerve ပဲဖြစ်ဖြစ်ဒီ nerve jaw လေးတွေအားစာအုပ်ကိုအရေးပြားမှာဆက်ဆက်မှုရှိရဲ့သွေးကြောသလေးတွေအကုန်လုံးကလည်းဆက်ဆက်မှုရှိတယ်။ အဲ့တော့ဒေါ်တော်တို့ရဲ့ဒီပေမတစ်ခုလုံးကိုနှလုံးကနေပြီးတော့စပြီးတော့ထိန်းချုပ်ထားတာဖြစ်ပါတယ်ဒီနှလုံးမှာကကြတော့ဒေါ်တော်တို့အဲဒီသွေးကြောတွေဒီပင်မကြီး၄ခုရှိတယ်အဟာကကြတော့အသေးကနေပြီးတော့ဒေါ်တော်တို့ဒီနှလုံးကိုသွားတယ်နှလုံးကနေပြီးတော့ထပ်ပြီးတကူလုံးကိုဖြာပြီးတော့ အာဟာရတွေပို့ပေးရတယ်အောက်ဆီဂျင်တွေပို့ပေးရတာဖြစ်ပါတယ်အဲ့တော့နှလုံးကျန်းမာရေးကကောင်းရင်ကောင်းတယ်လို့ဒေါက်တာတို့ရဲ့အရေးပြပေါ်အထူးကိုအာဟာရတွေတွေရောက်တဲ့ skin ကပို့ပြီးတော့ကောင်းတယ်အဟာကြောင့်ဒေါက်တာတို့ဆရာဝန်တွေအနေနဲ့ဆိုရင် skin ကနှလုံးကျန်းမာရေးအတွက် indicator ပဲဆိုပြီးတော့အမြဲတမ်းကိုသုံးလို့ရှိတယ်အဲ့တော့လူတစ်ယောက်ကပုံမှန်ထပ်ပို့ပြီးတော့အိုမင်းရောလာတဲ့လက္ခဏာလေးတွေတွေ့ရတယ်အရေးပြားက အရောင်တွေကမညင်ညာဘူးတခါလေကြာရင်ဒီအကွက်အကွက်ကွက် rash လေးတွေပေါ်လာတယ်ပုံမှန်တက်ပို့ပြီးတော့ဒီ wrinkles တွေပေါ်တယ်အဲ့လိုမျိုးအနေထားဆိုရင်တော့တို့တို့ကနှလုံးကျန်းမာရေးများအဆင်မပြေရလားဆိုပြီးတော့စပြီးစဉ်းစားစရာလေးလည်းပဲဖြစ်တယ်အဲ့တော့တို့ဒီသွေးကြောလှည့်ပတ်မှုကိုပို circulation လို့တို့တို့ကသုံးတာပေါ့ဒီ circulation ကနှလုံးကနေပြီးတော့လာတာဖြစ်တယ် ဒီနှလုံးကညှစ်ထုတ်လိုက်တဲ့အာဒီကောင်းရင်ကောင်းတယ်လို့ဒါရွေးအေးပြားလှတယ်ဒါပေမဲ့ဒီနှလုံးအားကိုနှီးအောင် circulation ကညံ့နေနေအောင်လုံနိုင်တဲ့အနေအထားတွေလည်းအမျိုးရှိတယ်အများကြီးရှိတယ်ဒါတွေကဘာတွေလဲဆိုတော့ဒါရွေးရဲ့ lifestyle တွေခန္ဓာကိုယ်မလှုပ်ရှားတာတွေ အခုနောက်ပိုင်းဆိုရင်တော့ sedentary lifestyle လို့သုံးတာပေါ့နော်လူတွေကကြတော့ office ထဲမှာပဲနေတာများတယ်ရုံးမှာပဲထိုင်တာများတဲ့အချိန်ကြတော့ခြေထောက်တောင်မှလှုပ်ရှားဖို့ကိုခက်ခဲလာတယ်အဲ့ဒီအချိန်မှာသွေးကြောကနေပြီးတော့ဒီနှလုံးနေရာနေပြီးတော့ညှင့်လိုက်တဲ့အချိန်မှာဒီ nutrients တွေတွေအရေးပြပေါ်ထိသွားဖို့အရန်ကိုခက်ခဲတဲ့အချိန်ဖြစ်လာတယ်အဲ့တော့ဒီ poor circulation ဖြစ်လာပြီဆိုရင်ဒီပြားကတဖြည်းဖြည်းပါလာတယ်ဒါတို့ရဲ့ကြုံနိုင်စွမ်းနိုင်အားဒီ elastic skin တွေကလည်းပိုပြီးတော့ နဲလာတဲ့ wrinkles တွေပိုပြီးတော့များလာတယ်အရေးချောင်းတွေပိုပြီးတော့များလာတယ်ပြီးတော့ sagging လေးဖြစ်လာတာပေါ့နော်ဖောင်းပွပွလေးနဲ့အရေးပြားရော့တွဲလာတယ်ပြီးတော့ကြီးကြီးလင်းလင်းမရှိတော့တဲ့အခြေအနေလေးတွေဖြစ်လာတယ် warning sign အနေနဲ့ကကြတော့အရေးပြားပေါ်မှာတို့ဘာတွေမြင်နိုင်လဲဆိုတော့ very ghost vein လို့ခေါ်တာပေါ့နော်တချို့ရဲ့ဒီအမျိုးသမီးတွေရဲ့ပေါင်အနောက်တွေအာဒီခြေသလုံးတွေမှာမြင်နိုင်တယ်ဘူလုံးဘူလုံးဘူလုံးလေးလိုမျိုးသွေးကြောထုံးနေလိုမျိုး ပြီးတော့ဒီထက်ရောတဲ့ဟာဆိုရင်တော့ spinal vein လေးလို့လည်းသုံးတာပေါ့နော်တကယ်တော့ဆရာဝန်တွေကကြောက်တာ motor skin လို့လည်းသုံးတယ်ဒါတွေကကြတော့နှလုံးသွေးကြောလက္ခဏာတွေကမကောင်းလို့ညှင့်နိုင်အားကကြတော့အရင်မရှိလို့ poor circulation အနေနဲ့အရေးပြားပုံမှာဒီလိုမျိုးပြပါတာဖြစ်ပါတယ်ဆိုတော့ဒါကကြတော့ warning sign အနေနဲ့သိနိုင်တယ်အဲ့တော့နောက်တစ်ခုအနေနဲ့ကဒါတို့ဒီ cholesterol တွေဆက်လို့ရတယ် blood pressure တွေကပိုပြီးတော့များလာတယ် ြီးတော့ကိုကကြတော့ habit တွေကဒီဈေးလေးတောက်တယ်ပြီးရင်နောက်တစ်ခုကအဝလွန်တယ်ဒီလိုမျိုးနေထားနေလည်းလာပြီးဆိုရင်ဒေါက်တာတို့ရဲ့အရေပြားပေါ်မှာ cholesterol များတယ်ဆိုရင်တော့အရေပြားပေါ်မှာအစီဘက်လေးနဲ့မျက်လုံးတော့ white လေးမှာရှိနေတာတော့ဒေါက်တာတို့သိနိုင်တယ် smoking တွေများတဲ့ချိန်ကြရင်ဆိုရင်လည်း aging အနေနဲ့နှလုံးတွေရောဒီ skin တွေရော dark appearance ဖြစ်သွားတာပေါ့ညှိထိထိဖြစ်သွားတာတွေကိုဒေါက်တာတို့ကတွေ့မြင်နိုင်တာဖြစ်တယ်ကဲ အခုလောက်ဆိုရင်တော့ကျွန်တော်တို့ဘသူတွေကိုမြင်ကြည့်လို့ရမလဲဆိုတော့ fitness လောကမှာကျင်နေတဲ့လူတွေပြီးတော့ခန္ဓာကိုယ်အရင်လှုပ်လှုပ်ရှားရှားလုပ်ပြီးတော့အမြဲတမ်း exercise လုပ်နေတဲ့လူတွေဆိုရင်သူတို့ကဘာဖြစ်လို့အမြဲတမ်း clear skin ရနေရလဲဆိုတာကြတော့အဖြေလေးတွေရှားတွေ့ပြီလို့ထင်ပါတယ်။ဘာလို့ဆိုသူတို့ရဲ့နှလုံးကအများကြီးကောင်းမွန်နေရလေ။အဲတော့ဒီအရေပြားပုံကိုသွားတဲ့ nutrients တွေ oxygen တွေကလည်းအများကြီးသူများထက်ပိုမိုပြီးတော့သွားနိုင်တာဖြစ်တယ်။ ဆိုတော့ပုံမှန်တက်ပို့ပြီးအရွယ်တင်တဲ့နှုပြူတွေရဲ့သူတွေဆိုရင်လည်းပဲသူတို့မှာဒေါက်တာတို့မြင်ရတာဖြစ်ပါတယ်။ကဲအခုလောက်ဆိုရင်တော့ဒေါက်တာတို့ရဲ့နှလုံးကျန်းမာရေးကအရေးပြကျန်းမာရေးဖြစ်တယ်။အရေးပြကျန်းမာရေးကလည်းနှလုံးကျန်းမာရေးဖြစ်တယ်ဆိုတာကိုတော့သိပြီလို့မြင်နေပါတယ်။ကဲအဲဆိုရင်ဒေါက်တာတို့ရဲ့အရေးပြလေးလှပအောင်ဘာလေးလောရမလဲဆိုတော့နံပါတ်1ချက်ကကြတော့ဒေါက်တာတို့ခန္ဓာကိုယ်ကိုလှုပ်ရှားပေးရမယ်။ exercise မြင်ရလုပ်ပြရမယ်။ဘာ exercise မဆိုအဆင်ပြေပါတယ်။ဒီကကိုယ့်ရဲ့သွေးလည်ပတ်မှုကိုကောင်းမွန်စေတဲ့ exercise လေးဖြစ်တယ်ဆိုရင်ရပါပြီ။အစာအသောက်စားတဲ့ချိန်ကြရင်ဆိုရင်လည်း antioxidant rich ဖြစ်တဲ့အစာအသောက်လေးတွေကိုစားပေးပါ။ပြီးတော့ကောင်းမွန်တဲ့အစီအလေးကိုအခြေခံထားတဲ့ omega 3ဟာလေးတွေမျိုးကိုစားပေးလို့ရတယ်။ lifestyle မှာဆိုရင်လည်းဈေးလေးမတောက်တော့ဘူး။ vape တွေလည်းအခုကနေပြီးတော့စားပြီးတော့ဖြတ်မယ်နော်။ပြီးတော့ stress ကိုလည်းတော်တော်ကောင်းကောင်း manage လို့ဖို့အတွက်ကိုသင်ယူဖို့လိုတယ်ကောင်းကောင်း manage လုပ်ရမယ်အပြင်သွားတဲ့ချိန်ကြာရင်ကြတော့ဒါတို့ sunscreen လေးတော့လိမ်ဖို့မမေ့ရဘူးနော်အခုလောက်ဆိုရင်တော့ဒါတို့အရေးပြချမ်းမာဖို့ဆိုတာကကြတော့နှလုံးချမ်းမာရေကိုပထမဦးဆုံးဦးတည်ရမယ်ဆိုတာတော့သိရှိသွားပြီလို့ထင်ပါတယ်အပြင်ကနေပြီးတော့လှပခြင်းနဲ့ဆိုရင်အတွင်းကနေပြီးတော့စားမှာပဲရမှာပါကဲ stay healthy stay vibrant ပါဒါတို့ now podcast လေးမှာလည်းဆောင်းကြမယ်နော်